ရန်ကုန်တိုင်းကရက်ကွက်အုပ်ချုပ်မှုတွေအနေနဲ့နေစဉ်ပုံမှန်လူဖမ်းပြီးစစ်ကောင်စီတပ်ကိုပေးဖို့အတွက်စစ်ကောင်စီကညှဉ်းချားထားတယ်လို့အုပ်ချုပ်ရေးတာဝန်ကနေစုံစမ်းသိရှိရပါတယ်။အုပ်ချုပ်မှုတွေအနေနဲ့တနေ့ကိုလူ9ယောက်ဖမ်းပေးဖို့စစ်ကောင်စီကညှဉ်းချားထားတာဖြစ်ပြီးတော့တတ်မှတ်တဲ့ရေးအတွက်မပြည့်မီခံဝင်လက်မှတ်ရေးထိုးရတယ်လို့လည်းဆိုထားပါတယ်။တယောက်နဲ့တယောက်ဆက်နဲ့ပေါက်ပြီးတော့ချိတ်ဆက်လို့ရတာပေါ့။အာလူကောက်တယ်လို့ခေါ်ပါတယ်။တနေ့ကို9ယောက်ဖမ်းပေးရတယ်။အဲ့ဒီတော့ကိုရီလဲလမ်းဘေးမှာရက်တောက်နေတဲ့သူတွေကစဖမ်းရတာပေါ့။ ပတ်စံတက်နေတဲ့သူတွေကတော့ပြန်ထုတ်တယ်မတက်နေတဲ့သူတွေကတော့စစ်ကြောရေးကိုပို့တယ်လို့စစ်ကောင်စီလောက်ခံအုပ်ချုပ်ရေးမြေတူကတော့ညူလေးမြန်မာသတင်းထံသာကိုပြောဆိုထားပါတယ်ရန်ကုန်မှာနေစဉ်ကင်းလက်ကပုံမှန်ပတ်နေပြီးတော့အတင်းအဓမ္မဖမ်းဆီးတာတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့လူကောက်ချန်ကြတွေလည်းတနေ့တနေ့အုံများလာပါတယ်လို့သိရပါတယ်စစ်သားလူချက်ရှိနေတဲ့စစ်ကောင်စီဟာအတင်းအဓမ္မဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့စစ်မှုထမ်းစီးရင်နဲ့လိုက်ကောက်တာတွေအရင်ထက်ပြောင်ပြောင်တင်းလှုပ်ဆောင်လာခဲ့ပါတယ်လူကောက်နေတိုင်းဖမ်းပေးရတဲ့၅ရောက်ပေါ့၅ရောက်မရတဲ့နေ့တွေလည်းရှိတယ်အဲဒီခါကျရင် ထောင်းခံရတာပေါ့ ူမပြည့်လို့စီမံချက်သဘောမျိုးပေါ်လို့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်မှုတူကဆက်ပြီးပြောဆိုထားပါတယ်။ရန်ကုန်မှာမြို့နယ်33ခုပေါ်မှာပြီးတော့အဲ့ဒီမှာရောက်ကပေါင်းထောင်ကြီးရှိတယ်လို့လည်းစီရင်သားရေးကော်မတီထံကနေသိရှိရပါတယ်နော်။မန္တလေးတိုင်းပြည်ဦးနယ်ခရိုင်တပေကြီးမြို့နယ်ရေထွက်ရွာကို မေလ9ရက်နေ့နေ့လယ်12:00ခွန်မိနစ်မှာစစ်ကောင်စီတပ်ကဂျပ်ဖိုက်တာတစ်စီးနဲ့လေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေချောင်းတက်ခိုင်မှုကြောင့်ပြည်သူမျိုးသား9ဦးနဲ့မျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းပြည်ဦးရင်ခိုင်ပကပကတော့ထုတ်ပြန်ထားပါတယ် တပိတ်ချင်းယူတဲ့ဟာပြီးခဲ့တဲ့ April 19ရက်နေ့မှာလဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့ကလင်းငယ်တွေအပါအဝင်24ဦးတိဆုံးခဲ့ပြီးတော့30ဝန်းကျင်ဒဏ်ရာရခဲ့ပါသေးတယ်။ရဲကူးမျိုးကိုဗဟုပြုပြီးလုတ်ကတ်ခဲ့တဲ့ AR Register State 3.4အဆင့်ရှိတဲ့ငရင်နှုတ်ပြီးနောက်ပိုင်းရန်ကုန်တိုင်းတကုံစကမ်းမြို့နယ်ကယူစနာဥယျာဉ်အင်အားကအထက်မြင့်ဆောင်တချို့အကွဲကြောင်းတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မေလ6ရက်နေ့မြန်မာစံတော်ချိန်22:55မိနစ်နဲ့36စက္ကန့်မှာ အင်အားရစ်စတာစကေ3.4အဆင့်ရှိအင်အားနိုင်ငံရှိတဲ့မြေပြင်ကလေးတစ်ခုလုတ်ခတ်သွားခဲ့ပါတယ်။မြေပြင်လုတ်ခတ်မှုကိုတိတိတတ်တာခန်းစားခဲ့ရပြီးတော့လမ်းဘက်ကိုဆင်းပြေးကြတယ်လို့လည်းဒေသခံတွေကတော့ပြောဆိုထားပါတယ်။သုံးလောင်းမှာတော့နည်းနည်းလေးလှုပ်ရမ်းသွားတာပါ။ငရင်လုတ်တာလားဆိုပြီးအပြင်ထွက်ကြည့်တော့တလန်းလုံးတိုက်ရောက်ကိုဆင်းပြီးတော့လမ်းပေါ်ရောက်နေကြတာကိုတွေ့ရတယ်။နှစ်ချိန်လှုပ်သွားတာပါ။တိုက်တွေကတော့ဆောက်ထားတာကြာပြီဆိုတော့အကွဲချောင်းရတွေဖြစ်ကုန်နေ။ပြင်းအားငါးကြော်ရင်တော့သူ့အတူပြူနိုင်တယ်လို့ယူဇနာဥယျာဉ်မြို့မှာနေထိုင်သူတဦးကတော့ပြောပါတယ်။ ငါးလတိုက်ခန်းကနေသူတို့ကတော့တိုက်ခန်းကတိတိတတရန်ခါသွားကြတယ်လို့လည်းဆိုပါတယ်ဒီကရက်မက်စလာ28နေမှာ register scale 9.9အဆင့်ရှိတဲ့အင်အားပြင်ငလျင်လုတ်ခတ်ခဲ့တဲ့အတွက်နောက်ထပ်ငလျင်ပြင်းထန်လုတ်ခတ်မှာကိုရန်ကုန်ဒေသခံတွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာယူဒီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါခင်ဗျာ